ခင်ဗျာမင်းပြေရီငါကြိုးဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကိုညီဆောင်ရွက်ရင်မင်္ဂလာ၄ပါးပဲဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာဘုရားက မင်္ဂလာတုတ်တရားတော်မှာဒါနေစဓမ္မဆူရိယာစညာတကာနေစသင်္ကဟောအနာဝဇာနိကမဏိဣတမင်္ဂလာမုဒ္ဓမံဆိုပြီးတော့ဟောကြားခဲ့ပါတယ်အရိချက်၄ချက်ကတော့နမတိဒါနေစစွန့်ကြဲပြီးကင်းလူတန်းခြင်းနမနိဓမ္မဆူရိယာစ ူစီအိုင်တရားကိုကျင့်ခြင်းနံပါတ်3ငါတကာနေစတဲ့ငဟောသူမျိုးတို့ကိုချင်းမြောက်ထောက်ပံ့ခြင်းနံပါတ်4အနာဝဇာနိကမ္မာနိအပြည့်ကင်းတော့အများအကျိုးပြုအလို့တို့ကိုပြုလုပ်ခြင်းတို့ပဲဖြစ်ပါလေအဲ့ဒီချက်၄ချက်ကိုအမိလွယ်စေဖို့အတွက်စီအိုင်တကုံဦးတို့မင်းကလေကဗျာလေးဖွဲ့ထားတာရှိပါတယ်အဲ့ဒီကဗျာလေးကိုပြန်တော်ဆိုပြပါမယ်သောနံစေတနာဖြူစင်လန်လိုဘေကံဝေမြလူနိုင်စေ ကိုနှုတ်စိတ်ကြမ်းမမိုင်းမနဲ့သူစီအိဒီယာကိုကျင့်ပါလေးဆွေမျိုးတွေကိုပြင်မှတ်ထားနဲ့သင်္ဃဟာတရားနဲ့ချီးမြှောက်လေးတန်းစီပြင်မျိုးလူလူကျိုးတဲ့ဖို့ရွယ်ဆောင်စေအေးဒါမှဗုဒ္ဓဝါဒကပမင်္ဂလာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ